ခရစ်တော်အသက်ရှင်နေအဲ့တော့ကျွန်တော်စဉ်းစားတဲ့အရာက ဟုတ်ပြီအဲ့ဒီယေရှုသာ အသက်ရှင်နေငါကိုကယ်နိုင်မှာပဲငါမှာမျိုးလင့်ချက်ကအဲ့တခုပဲရှိတော့တယ်အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတော့အဲ့လိုနားနေတဲ့နေရာလေးမှာပဲကျွန်တော်ထိုင်နေထိုင်မြင်နေရတဲ့ပဲကျွန်တော်ခါးလေးကိုဂိုင်းလိုက်တယ်ဂိုင်းပြီးတော့မှကျွန်တော်ဘဝမှာပထမဦးဆုံးအချိန်ဖရာသခင်စီမှာဆုတောင်းတယ်ဟိုဟိုအရှိမပြောခဲ့ရတဲ့မတူတော့ဘူးเนาะဆိုတော့အခုလေတံလည်းနည်းနည်းလေးပြောင်းသွားပြီ အရန်အကူအညီလိုနေတာဆိုတော့အားနဲ့ကျွန်တော်ဘာပြောခဲ့တယ်လဲဆိုလို့ရှိရင်ကိုတော်ကိုတော်တက်တည်ပြခြင်းအခုချိန်ကအကောင်းဆုံးပဲဟိုးနေ့ကပြောခဲ့တာကိုမေ့လိုက်ဒီနေ့ကျွန်တော်အတန်မဝင်သွားပဲနဲ့အကောင်းဆုံးဖြိုပြေးနိုင်ရင်ကိုပဲကိုတော်ကိုကျွန်တော်ကိုးွယ်ပါမယ် အာမင်ဆိုပြီးတော့မှကျွန်တော်တိုးတိုးလေးကျွန်တော်ဆုတောင်းပြီးတော့မှကျွန်တော်ခါးလေးကိုမှတ်လိုက်တယ်။အဲ့ဒီဆုတောင်းချက်လေးကတိုးပေမဲ့10မိနစ်တောင်မပြည့်ပေမဲ့ဒါပေမဲ့ကျွန်တော်ရဲ့အရာခက်တဲ့ကျွန်တော်နှလုံးသားအပြည့်နဲ့ကျွန်တော်ပြောတဲ့စကားလေးဖြစ်ပါတယ်။အဲ့လိုမျိုးကျွန်တော်ခါးကိုပြတ်မှတ်လာတဲ့အချိန်မှာကျွန်တော်ဘေးနားမှာအမျိုးသမီးတယောက်ကကျွန်တော်ကိုရက်ပြီးအဲ့လိုကြည့်နေ။အဲ့ဒါကျွန်တော်လည်းသူ့ပြန်ကြည့်တဲ့သူကကျွန်တော်ဘာပြောလဲဆိုရင်အကိုတဲ့အကိုကခရီးရန်လားတဲ့ဟာ ုမလူကြားမှာဆိုလို့တော့တိုးတိုးလေးစုတောင်းมาလဲဆိုနေမှာလာပြီးကိုရီးယားလာပြီးတော့ तू လေဒီဒီရင်မနာကိုကြည့်လိုက်တော့လဲ तू อ่ะအဲ့ဒီပွဲရဲ့ဒီဟိုလေဆွဲကိုဆွဲထားပြောမှဆို तू อ่ะအဲ့ဒီပွဲမှာအလုလုတဲ့ဝန်ထမ်းဖြစ်ပါလိမ့်မယ် तू ဘာယာလူလေးတော့ကျွန်တော်မသိဘူး အဲ့ဒါကျွန်တော်စဉ်းစားအော်သူ့ပွဲမှာလာဆိုတဲ့အဆိုတော်တယောက်ဘာကိုးကွယ်လဲတော့မသိဘူးအဲ့တော့ကျွန်တော်ခနဲ့တလူလူကျွန်တော်ရဲ့ပုံစံအတိုင်းပဲလေနည်းနည်းမောက်မှာဆိုရွေ့တလူလူစကားလေးနဲ့ကျွန်တော်သူ့ကိုပြန်တုံ့ပြန်ဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲကျွန်တော်အထဲထဲမှာလှုပ်ခတ်သွားတဲ့စကားတစ်ခုကျွန်တော်ကြားလိုက်ရတယ်အဲ့ဒါဘာလဲဆိုရင်ယေရှုအသက်ရှင်တယ်ကျွန်တော်ကယေရှုကိုခမားတကယ်အသက်ရှင်သလားအသက်မရှင်ဘူးလားဆိုတဲ့အရာကိုကျွန်တော်အရင်မေးပေမဲ့ အခုယေရှုက ကျွန်တော်ကိုဧည့်ဒီအမျိုးသမီးအားဖြင့် ပြန်မေးလာတယ်မင်းငါ့ကိုယုံပါလားကျွန်တော်ကသာလေအဲ့ဒီအချိန်မှာအဲ့ဒီအမျိုးသမီးကိုလေကျွန်တော်ခရိယန်မဟုတ်ဘူးလို့ပြောပြီး စင်ပေါ် တက်သေးကြတယ်ကျွန်တော်အဲ့ပွဲပြီးတာနဲ့ဂီပြီကျွန်တော်အရှက်ကွဲမှာပဲဘာလို့ဆိုကျွန်တော်အတန်လုံးဝအဆင်မပြေဘူးကျွန်တော်အတိဆုံးပဲအဲ့ဒီအချိန်မှာကျွန်တော်သဘောပေါက်ရတာယေရှုအတကယ်အသက်ရှင်တယ် အဲ့တော့ကျွန်တော်ဘာမှမစင်စားနိုင်တော့ဘူး။အဲ့ဒါကျွန်တော်အဲ့ဒီအမျိုးသမီးကိုစီစီကြည့်ပြီးတော့မှကျွန်တော်ဘဝမှာပထမဦးဆုံးအချိန်ဟုတ်ကဲ့ကျွန်တော်ကရီးယားမှာလို့ပြောပြီးတော့မှကျွန်တော်စင်ပေါ်တက်လာခဲ့တယ်။အဲ့ဒါကျွန်တော်